မင်္ဂလာပါအဲဒီနေ့မှာတော့ကျွန်တော်ဒါ Russia Federation နိုင်ငံ RTTV Channel နဲ့အဲဒီ main online နဲ့ပေါ့နော်ဒါပြောဆိုတဲ့ interview ပေါ့နော်အဲ interview ရဲ့ပတ်သက်လို့အခုဒီရက်ထဲမှာဒီနေ့မှာပေါ့နော်အဲကျွန်တော်များများအကောင်းလုပ်ပြီးတော့ပြောဆိုနေကြတာ၄ဒါသတင်းတွေအနေနဲ့ပြန်တင်နေကြတယ်တွေ့ရတယ်ပေါ့နော်အဲကျွန်တော်လည်းအဲဥစ္စာကိုနားထောင်ကြည့်ပြီးတဲ့အခါမှာကျွန်တော်မြင်မိတဲ့အမြင်လေးတွေကိုကျွန်တော်ပြန်ပြီးတော့ဝေမျှခြင်းပါတယ် အပမာဆုံးတာငယ်လင်းနဲ့ပတ်သက်လို့ပေါ့နော်အဲသူဘလောက်ဆွမ်းဆန်းတမန်လိုက်လို့ရတယ်ဆိုတဲ့ဟာကိုသူကုံစားတာတွေတွေ့ရလိမ့်မယ်အပြီးရင်24နိုင်အတွင်းမှာသူဘလိုနေရာမျိုးတွေကိုသွားခဲ့တယ်ထိခိုက်ပျက်စီးမှုဘလောက်ထိရှိခဲ့တယ်အဲပြီးတော့ကျတော့သူနိုင်ငံတကာအကူအညီတွေကိုဘလိုမျိုးဒါတောင်းခံတယ်အပြီးရင်လက်ခံတယ်အဲဒါမျိုးပုံစံမျိုးနဲ့သူသူနိုင်ငံအတွက်ကိုသူကောင်းကောင်းမွန်မွန်နဲ့ဆွမ်းဆန်းတမန်လုပ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးကုံစားပြီးပြောဆိုတဲ့ဟာတွေတွေ့ရလိမ့်မယ်ပေါ့နော်ကျွန်တော်ဖြစ်ပြီးတော့သွားဖြစ်တဲ့နေရာလိုက်ကြည့်တဲ့အချိန်မှာတော်လေးကို ဟိုစူစူဘောကပျက်စီးမှုတွေတွေ့ရတဲ့ကြောင့်ကျွန်တော်နိုင်ပိုင်းတွင်မှာပဲကျွန်တော်နိုင်ငံတကာကူညီကိုကျွန်တော်နိုင်ငံလည်းအရေးပေါ်ချင်နေကြီးညာတာပေါ့လေပြီးတော့နိုင်ငံတကာကူညီလည်းကျွန်တော်တော့တောင်းခံခဲ့ပါအဲ့တော့မြေပြင်မှာတော့ဒါတကယ်အားလုံးသိကြတဲ့အတိုင်းပဲလုံးဝဒါငလင်တန်ခန်းစားရတဲ့နေရာတွေမှာပြည်ပြည်ဝမရတဲ့ဟာတွေအများကြီးပဲရှိတယ်ပြီးတော့ကေဇေးကြီးနဲ့ပတ်သက်လို့ကန့်သက်တာတွေထိန်းချုပ်တာတွေပေါ့နော်အဲသူတို့အလိုကြပဲလုပ်ရမယ်ဆိုတဲ့သဘောမျိုးဆောင်စီတဲ့အပြုအမူတွေကိုအများကြီးလှုပ်ဆောင်ခဲ့တာရှိတယ် ပိတ်ပင်ကြတာရှိသူတားဆီးကြတာလည်းရှိတယ်။တချို့နိုင်ငံတွေဆိုရင်သူနဲ့အဆင်မပြေတဲ့နိုင်ငံတွေသူနဲ့အဆင်ပြေတဲ့နိုင်ငံတွေကညဉ့်ညင်မှဆိုးတဲ့အဟာတွေကြောင့်မလို့ပြန်ပြီးတော့နောက်လှည့်ခိုင်းလိုက်တာမျိုးတွေလည်းရှိတယ်ပေါ့နော်။ဒါဥပမာဆိုရင်ထိုင်ဝမ်ကိုကြည့်ရင်သိလိမ့်မယ်ပေါ့နော်။အဲအဲ့လိုပုံပုံစံမျိုးတွေပဲသူလုပ်ခဲ့တယ်။ဒါတွေအားလုံးကိုပြည်သူတွေအားလုံးကလည်းသိလိမ့်မယ်ပေါ့နော်။ပြီးတော့သူ့ကိုကူညီပါတယ်ဆိုတဲ့နိုင်ငံတွေကိုအဲသူဖားရပြီးပြောသွားရရှိပါတယ်အဲ့ဒါတော့ရုရှားတရုတ်အိန္ဒိယဆိုပြီးတော့တရုတ်စာကိုတော့တွေ့တွေ့ချင်းချင်းနဲ့ပြောသွားရရှိတယ်အဲနောက်တစ်ခုကတော့ဒါ ရုရှားကပေါ့နော်ဒါမင်းအွန်လိုင်းကိုအသုံးချတဲ့မင်းကိုမေးသွားမျိုးတွေလည်းတွေ့ရတယ်ဒါအမေရိကန်ကပေါ့နော်ငလင်းနဲ့ပတ်သက်လို့ကူညီပေးရမယ့်အစားပေါ့နော်ကုံသွယ်ခွန်ဒါ44ရာခိုင်နှုန်းကိုအဲထပ်မံပုံမူပြီးတော့ပေါ့နော်တင်းကျပ်သွားတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ဒါမေးကြတာရှိတယ်ပေါ့နော်အဲဒါကြောင့်အဲဓာတုကိုအသုံးချတယ်လို့ပဲဒါကျွန်တော်တော့ယူဆတယ်ပေါ့နော်ယူဆတယ်အဲဒါ ਉਹ ပဲဒါမင်းအွန်လိုင်းကအဲတာတာနာနာလေးသူပြောသွားရှိသေးတယ်အဲ့ဒါတော့ဒါ အမေရိကန်ကဒေါ်လာ6သန်းပေါ့နော်ဒေါ်လာ6သန်းပေးမယ်ဆိုပြီးကြေညာထားတာတော့ရှိတယ်အခုထိတော့မပေးသေးဘူးပေါ့နော်အဲဘယ်ကနေပြီးတော့ပေးမလဲဘယ်လိုဟာဘယ်အဖွဲ့တွေကနေပြီးတော့တဆင့်ပေးမလဲဆိုတာတော့ဒါမသိရသေးဘူးဆိုပြီးပြောသွားတယ်ရှေ့မှာတော့ရုရှားတရုတ်အိန္ဒိယနဲ့ပတ်သက်လို့အာသူတို့ကိုအခြားနိုင်ငံတွေသူတို့အများကြီးကူညီကြတယ်ဒါပေမဲ့အမေရိကန်ကတော့ဒီဥစ္စာနဲ့ပတ်သက်လို့ဒါအကူအညီပေးတာမျိုးမရှိပါဘူးဆိုတော့ပုံစံမျိုးပေါက်အောင်လည်းပြောသွားတယ်ကူညီပေးရင်လည်းသူကလိုချင်တဲ့ပုံစံမျိုးလည်းသူဖြေသွားတယ်ပေါ့နော်ဘယ်ကနေရမလဲတော့မသိဘူးသူတို့ရအောင်ရှိတယ်သူတို့ကြေညာထားတယ်ပေါ့ အဲ့ပုံစံမျိုးပြောသွားအရှိဟိုအမေရိကန်နိုင်ငံနေနေရတော့ငလင်းနဲ့ပတ်သက်ပြီးတော့ကိုကြီးမပေးတော့မဟုတ်သူကတော့ကိုကြီးပေးမယ်ဆိုပြီးတော့ဒေါ်လာ6သန်းပေးမယ်လို့ကြေညာခဲ့တာရှိတယ်အဲဘလူးပေးမလို့တော့ကျွန်တော်တို့မသိဘူးပေါ့လေပြီးတော့ကျတော့ဒါရုရှားနဲ့တရုတ်တို့ရဲ့ဒါရံဘက်လို့လည်းပြောလို့ရတယ်ပေါ့နော်ဒါအမေရိကန်ကအဲ့ကြအဲ့လိုနိုင်ငံနဲ့သူကအခုလိုဆက်ဆံတာမျိုးတွေအခုနလိုအကူကြီးလက္ခဏာမျိုးတွေလုပ်တဲ့အခါမှာအဲသူနဲ့မဟာမိတ်ပုံစံမျိုးတအားကိုဖားရပြီးလုပ်နေရတဲ့ဒီတရုတ်နဲ့ရုရှားက ညဉ့်ညင်မာမျိုးကိုကြောက်တာဖြစ်တဲ့အတွက်အခုနောက်လိုမျိုးလက်မခံတာမျိုးလို့လည်းဒါယူဆလို့ရတာပဲပေါ့နော်ရတယ်ပြီးတော့နောက်တစ်ခုကတော့ဒါအမေရိကန်ကလည်းတိထားလိုက်မယ်မင်းအွန်လိုင်းလက်ထဲကိုပေးလိုက်တယ်ဆိုရင်ဒါပြည်သူတွေဒုက္ခရောက်တဲ့ငလင်ပေးတဲ့ပြည်သူတွေစီကိုလုံးဝပြေပြေဝရောက်မှာမဟုတ်ဘူးဒါမျိုးပုံစံမျိုးကိုတိနေလို့လည်းသူ့စီကနေမပေးဘဲနဲ့ချဖွဲ့စည်းတွေစီကနေပြီးတော့မြေပြင်ကိုတကယ်ရောက်မဲ့ပုံစံမျိုးပဲသူတို့စီဂျင်နာမျိုးလည်းရှိကောင်းရှိမယ်ဘာလို့ဆိုတော့ရှေ့မှာဒါကြောင့်ဆရာမကြီးမြေပြင်ဝက်ပြောခဲ့တဲ့အချိန်မှာလည်းတိလိုက်မယ်ပေါ့နော်နာဂစ်တုံးကဖြစ်စင်ပါကိုပဲ ဒါလာပြီးတော့ကူညီပါတယ်ဆိုရက်ဒီတင်မောတွေကိုတော့မှပြန်ပြီးတော့လှည့်ခိုင်းတာမျိုးပေါ့နော်သူတို့အဆင်ပြေပါတယ်ဘာမှမဖြစ်ပါဘူးဆိုရက်ပုံစံမျိုးနဲ့သူတို့ရအောင်လုပ်မယ်ဆိုရက်ပုံစံအမေရိကန်ကူညီကိုမယူဘူးဆိုပြီးတော့ပြန်ပြီးတော့ဒါနောက်ပြန်လှည့်ခဲ့ရတဲ့ဖြစ်စဉ်မျိုးတွေကိုဆရာမကြီးကိုရီကြုံခဲ့ရတဲ့ဟာပြောပြပြလိုက်လဲရှိတယ်ပေါ့နော်အဲကြအဲ့သဘောတရားလို့ပဲဒါကျွန်တော်တို့ယူဆတယ်အဲဒါကိုပဲဒါမင်းအွန်လိုင်းကလိုလဲလိုချင်တယ်ဒါခုနကလို့သူဖားရနေတဲ့နိုင်ငံတွေအဲ့သူကိုညွန်ညင်မှာဆိုတဲ့အတွက်ကြောင့်မလို့လေသူလက်မခံပါဘူးဆိုပေမဲ့ပုံစံမျိုးနှစ်ခွပြောသွားတာမျိုးတွေတွေ့ရလိမ့်မယ်ပေါ့နော် ောက်တစ်ခုကတော့ဒါရုရှားနိုင်ငံနဲ့သူနဲ့ပူးပေါင်းနဲ့ဆောင်ရွက်တဲ့အပိုင်းတွေကိုမေးတဲ့အခါမှာဘာတွေပူးပေါင်းမှု ရှိသေးလဲဘာတွေလုတ်ဖြစ်ခဲ့သလဲဘာတွေလုတ်ဖို့စီစဉ်ထားသလဲပြောတဲ့ဟာလေးကိုဒါကျွန်တော်နားထောင်မိတယ်ပေါ့နော်အဲဒီထဲမှာသူပြောတဲ့ဟာဆိုရင်ဒါရေတက်လေ့ကျင့်ရေးပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်ကာကွယ်ရေးကိစ္စတွေရှိတယ်သိပ္ပံနဲ့ဤပညာကိစ္စတွေရှိတယ်စီးပွားရေးကိစ္စရှိမယ်ဥပဒေဆိုင်ရာ ပြီးရင်ပညာရေးကျန်းမာရေး ိုက်ထက်မှာမှဒါကျွန်တော်တို့သတိထားရဖြင့်ပြီးရင်သူကိုယ်တိုင်အခုထုတ်ပြောလာတဲ့နျူကလ িয়ার နဲ့ပတ်သက်တဲ့ဓာအားပေးစက်ရုံတိဆောက်ရေးကိစ္စပါတယ်။တဝယ်ရင်းနဲ့စိတ်ကန်တိဆောက်ရေးကိစ္စမျိုးတွေပါတယ်ပေါ့နော်။ပြီးတော့ကမ်းလွန်ရင်းနဲ့ဓာငွေထုတ်လို့ရရင်းနှီးမြှုပ်နှံမှုကိစ္စတွေဆိုပြီးတော့သူပြောသွားရရှိတယ်။အဲ့တော့အချက်တည်းကတော့တော်တော်များများအများကြီးပဲပေါ့နော်။ကဏ္ဍဘောင်းစုံလို့တော့ပြောလို့ရတယ်ပေါ့နော်။အဲ့ထဲမှာဒါသိပ္ပံနဲ့ဤပညာဆိုရင်လည်းအခုလက်ရှိကိုပဲမြေပြင်မှာပေါ့နော်။ဒေါ်လာရင်းတက်ဖွဲ့တွေနဲ့တိုက်ခိုက်နေရတဲ့အပိုင်းတွေမှာ ဒီဥစ္စာတွေကိုသူတို့ပုံမှုပြီးတော့ပူပေါင်းလှုပ်ဆောင်နေတယ်အကူအညီတွေရယူနေတယ်ဆိုတဲ့ဟာကိုလည်းသိတာထင်ရှားစေတယ်ဒါရုရှားနည်းပညာအကူအညီနဲ့ဒီ drone ကိစ္စတွေသူတို့ရဲ့ဒါနည်းပညာတွေအကူအညီယူပြီးတော့တလိုင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်နေတဲ့အပိုင်းတွေမှာပိုပြီးအဆင့်မြင့်တင်လာတဲ့ဟာမျိုးတွေလည်းဒါကျွန်တော်မြေပြင်မှာသိရှိထားရတယ်ဗောနော်အဲ့တော့ဟိုကတော့ဒါနျူကလ িয়ার နဲ့ပတ်သက်တဲ့ဒါအပိဆက်ယုံတိဆောက်ရေးကိစ္စတွေပြီးရင်သဝယ်ရင်နဲ့စိတ်ကတိဆောက်ရေးကိစ္စတွေပြောသွားတယ်အဲ့တော့ကြတော့ဒါကတော့သူ့ဘက်ကနေပြီးတော့ဒါလက်ရောပြီးတော့လှုပ်ဆောင်ပေးမဲ့အနေထားနိုင်ငံရဲ့တင်ရန်ဇတ်ကို အဲသူဘလိုမျိုးအတုံးချပြီးတော့ပေးမလဲဆိုတဲ့ဟာမျိုးတွေသဘောတူခဲ့တာတွေရှိကောင်းရှိလိမ့်မယ်ပေါ့နော်။ဒါကြောင့်မလို့တဝယ်ရင်တဲ့ကိစ္စစိတ်ကန်းကိစ္စမျိုးတွေအဲမပေါ်ပတ်ဖို့အတွက်ကိုဒေါ်လာရင်းတက်ဖွဲ့တွေကလည်းအပြင်းထန်စူးစမ်းအဲလှုပ်ဆောင်နေတယ်ပေါ့နော်။ပြီးတော့မြေပြင်ရဲ့တက်ဖွဲ့တွေနဲ့ပြောရတဲ့အပိုင်းတွေမှာလည်းဗာပြောလဲဆိုတော့မြေအောင်လိုင်းကတော့ဒီတဝယ်ရင်တဲ့စိတ်ကန်းကိစ္စကိုတွင်တွင်ကြီးပြောနေတယ်ကြွေးကြော်နေတာရှိတယ်။ဒါပေမဲ့မြေပြင်မှာသူတို့ဘလောက်ဒါဖွဲ့စည်းပုံတွေပြက်နေတယ်သူတို့တကယ်ကောအကောင့်ထဲပေါ်နိုင်ပါမလားဆိုတာကိုကျွန်တော်ကြည့်ချင်ပါသေးတယ်ဆိုပြီးတော့ပြောဆိုတဲ့ ာမျိုးတွေလည်းကျွန်တော်သိရတယ်ဗောနော်အဲ့တော့ကျတော့ဒီဥစားကဒါ KNU ကလည်းဒါနဲ့ပတ်သက်လို့ထုတ်ပြန်ချက်တွေထုတ်ထားတာကိုလည်းတွေ့ရလိမ့်မယ်ဗောနော်အဲ့တော့ကျတော့အဲသူကိုယ်တိုင်ပဲဝန်ခံခဲ့တဲ့ဟာကဒါလုံးဝမဖြစ်သင့်တဲ့အရာမျိုးဖြစ်နေတာကိုဒါတော်လိုင်းတက်ဖွဲ့တွေကဆက်လက်ပြီးတော့စူးစမ်းဆောင်ရွက်နေတဲ့အပိုင်းတွေရှိတယ်ဗောနော်အဲ့တော့ဒီဥစားတွေကလည်းဒါကြောင့်ဒါတတိထားရမယ့်ကိစ္စတွေအချက်လက်တွေပါတယ်ဗောနော်အဲ့တော့ဒေါ်လာရေးတက်ဖွဲ့တွေအနေနဲ့လည်းဒီဥစ္စာကိုတေချာစဉ်းစားပြီးတော့အရေးကြီးတဲ့အပိုင်းတွေမှာဘယ်လိုလှှရှားဆောင်ရွက်တင်တယ်ဆိုတဲ့ဟာမျိုးတွေလည်း ်စဉ်းစားဖို့တင့်တယ်ပေါ့နော်နောက်တစ်ခုကဦးဆောင်တဲ့သူတွေအနေနဲ့ဒါကတိခိုတိထားရမယ်ချက်တစ်ခုဖြစ်တယ်ပေါ့နော်ဒီကောင်ကတော့သူကအဲသူတို့နဲ့ပတ်သက်လို့ဒါရုရှားနဲ့သူနဲ့ကဘယ်လိုမျိုးအစီအစဉ်တွေအထိလုပ်ဖို့ရှိပါတယ်ဒီလိုတွေအထိပါပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်ဆိုပြီးတော့ကုံစားပြီးပြောသွားတယ်တစ်ဖက်မှာတော့သူဝန်ခံလိုက်တဲ့ဟာတွေကဒါအတူတူအဆင်မပြေတဲ့ဟာတွေဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲအမေရိကန်နဲ့ပတ်သက်လို့သူပြောသွားတဲ့အထက်မှာခနဲ့တဲ့ဟာမျိုးတွေကလည်းကျွန်တော်တွေ့ရတယ်ဗျနားထောင်လိုက်ရတယ်ပေါ့နော်ခနဲ့တာမျိုးတွေလည်းလုတ်သွားတယ် ်ဘာကြောင့်မလို့လုံငွေတွေပြတာလဲသူတို့ပစ္စည်းတွေမရောင်းရဘူးလားဘာကြောင့်မလို့မရောင်းရတာလဲအဲဒါကြောင့်မလို့ဒါအခွန်နေတိုးကောက်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါသူပြောသွားတယ်လက်ရှိတကယ်တကယ်တမ်းပြောမယ်ဆိုရင်ဒီအခွန်ကိစ္စဆိုတာလည်းဒါမင်းအွန်လိုင်းပေါ့နော်မင်းအွန်လိုင်းမြန်မာနဲ့မြန်မာလို့ပဲပြောပါတော့ပေါ့နော်မြန်မာနိုင်ငံအနေနဲ့ဆိုရင်အဲ့လောက်ထိကူးလူးဆက်ဆံနေတဲ့အနေအထားမျိုးလည်းမဟုတ်ဘူးပေါ့နော်အဲအဲ့ဒါကိုပဲ तू ကသူ့အထွေအလိုကျ तू အများကြီးလိုက်ပြောထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲပြီးတော့ဒါ तू သူထပ်ပြီးတော့မိတူပြီးသွားတဲ့ပုံစံမျိုးဆိုရင်အဲတနိုင်ငံဒီနိုင်ငံအမေရိကန်တနိုင်ငံနဲ့နဲ့ကုံသွယ်နေမဲ့အစားအခြားနိုင်ငံတွေကိုပါကုံသွယ်ပြီးလုပ်တယ်ဆိုရင်ဒီပြဿနာတွေညော့သွားနိုင်တယ်ပေါ့နော်အဲကြောင့်ပြောချင်တာအဲမင်းတနိုင်ငံနဲ့နဲ့လုပ်နေတာမဟုတ်ဘူးကွာအခြားနိုင်ငံတွေနဲ့လုပ်ရင်လည်းငါတို့ကအဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုးလုပ်ကြပါလားဆိုပြီးတော့ပြောသွားမျိုးလေဒါအသေးပဲပေါ်လို့ရနိုင်တယ်ပေါ့နော်အယူဆလို့ရအဲ့ဒါကျွန်တော်အမြင်ပါပေါ့နော်အဲကြောင့်အဲ့လိုပုံစံမျိုးဒါပထွေးအားရပုံစံမျိုးတွေပြောသွားမျိုးတွေလည်းတွေ့ရလိမ့်မယ်ပေါ့နော်နောက်တစ်ခုကတော့ဒါလေဒါသူသူ့ ဒီရုရှားကိုဖားရပြီးပြောတဲ့ဇာတ်ကားတွေပဲပေါ့နော်။နှစ်80ပြည့်အခမ်းအနားနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဖိတ်တဲ့အတွက်ပေါ့နော်။သူကတော်တော်လေးဂုံယူနေတာတွေ့ရတယ်။အဲမာနိုင်ငံရဲ့တမိုင်းကြောင်းနဲ့အစားရှင်ပြီးတော့သူကပြောသွားတယ်ပေါ့နော်။မင်းတို့တင်အဲ့လိုရှိခဲ့တာမဟုတ်ဘူး။ငါတို့ကလည်းဒီလိုရှိခဲ့တယ်။ငါတို့ကလည်းဒီလိုမျိုးဟာတွေကိုဒီလိုလုပ်ခဲ့တဲ့အတွက်တမိုင်းဝင်နိုင်ငံတစ်ခုဖြစ်တယ်။တမိုင်းဝင် ဒါအောင်ပွဲခန်းသားတစ်ခုဖြစ်တယ်အဲဒီဥစ္စာတွေကိုပေါ့နော်ပြောသွားရှိတယ်ဒါပေမဲ့ပြောကျင်စောတွေများပြီးတော့စကားတွေတောင်မပြီးတော့တာတွေတွေ့ရလိမ့်မယ်ဒေသနားတော်ကြည့်ရင်ဒီဥစ္စာတကယ်ကျွန်တော်ဆိုရင်နှစ်ခါနောက်နားထောင်ကြည့်တယ်ပေါ့နော်အဲတိမ့်ပိုက်တယ်ဆိုတဲ့နေရာတွေမှာတိမ့်ကြိုက်တယ်လို့ပြောလို့ပြောပေါ့နော်ဒါမျိုးပုံစံမျိုးတွေအစမပြီးမသားဒါပထွေးကိုဖားကျင်လို့တဲ့အခါကျတော့ဒါမျိုးတွေပြောတာရှိရပေါ့နော်အဲနောက်တစ်ခုကတော့ဒါသမိုင်းကိုပြုပြင်တယ်ပေါ့နော်အဖြစ်စစ်နေကိုလိမ့်လေတယ်ဘာလို့နောက်နိုင်ငံတွေကတမိုင်းတွေကိုပြင်နေတာလဲဆိုတဲ့ပုံစံမျိုးပြောတဲ့အခါပေါ့နော်မင်းအွန်လိုင်းဘာပြန်ပြောလဲဆိုတော့တမိုင်းကလိမ်လို့မရဘူးတဲ့ တမိုင်းကဖုံးလို့မရဘူးတဲ့အရှိအတိုင်းပဲဖြစ်ရမယ်တဲ့အဲအဲ့လိုမျိုးတွေဘာကြောင့်လောက်ရတယ်ဆိုတဲ့ဟာကိုသူပြောတဲ့အချိန်မှာလေနောက်လူတွေတမိုင်းအမှန်မသိအောင်လုပ်တာလည်းဖြစ်မယ်ပေါ့ပြီးရင်တမိုင်းကိုပြန်လည်ဖို့အတွက်ကြိုးစားနေတယ်အဲအချုပ်ချာအာဏာမထိကန့်အောင်လုပ်နေတယ်လို့ပဲမြင်တယ်ဆိုပြီးတော့ဒါသူကလုံးဝဒီရုရှားနိုင်ငံရဲ့လုပ်ရက်ကိုမှန်တယ်ဆိုတဲ့ပုံစံမျိုးရုရှားနိုင်ငံကိုကြံတဲ့နိုင်ငံတွေကဖိနှိပ်နေတယ်အဲအနိုင်ကျင့်နေတယ်ဆိုတဲ့သဘောမျိုးပုံစံမျိုးပေါက်အောင်ပေါ့နော်သူကသူအဲ့ရုရှားဘက်ကနေရက်တီဗီပြောသွားတဲ့ဟာကိုတွေ့ရတယ် ဒါပေမဲ့ तू ပြောတဲ့ဇာတ်တွေအကုန်လုံးက तू လုံရက်တွေဖြစ်နေတယ်ပေါ့နော်အခြားနိုင်ငံတွေကိုဆွတ်ဆွဲတဲ့ဇာတ်တွေအကြောင်းအရာတွေအကုန်လုံးက तू လုံရက်တွေဖြစ်နေတယ်ဂျုံနိုင်ငံမှာအခုချိန်ထိမြောင်းလိုက်တမိုင်းလိမ်မှုစူးစမ်းနေတာဒီနေ့ဒီချိန်ထိပဲအာနာသိန်းတဲ့ကိစ္စကနေစပြီးတော့အခုလိုမျိုးဒါတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေမှာဒါပြီးရင်မြေပြင်မှာပြည်သူတွေကိုဘုံကျဲနေရတဲ့ပတ်သက်တာအဆုံးပေါ့နော်အဲ့အရာတွေအကုန်လုံးကိုကစလိမ်လေတယ်ပေါ့နော်ဟုတ်ရှင်မာနေရဒါလုံးဝဒါမဲမတမာမှုကြောင့်မလို့အာနာသိန်းနေအာနာထိန်းနေဆိုပြောပြောတဲ့ဟာကနေ ခုချိန်ထိလိန်လာလိုက်တာဟိုနေ့ကဒါဒီပင်ဖြစ်စဉ်ပေါ့နော်ဒါကလေးစာတင်ကြောင်းတွေကိုအာကျောင်းသူကျောင်းသားတွေဆရာမတွေကိုပုံကျက်တက်ဖြတ်တဲ့ဖြစ်စဉ်တွေအထိကိုသူတို့မလုပ်ပါဘူးဆိုပြီးတော့လိန်လဲနေတာလေအဲဒေါ်လာရင်းတက်ဖွဲ့တွေကိုထိုးချနေတာလေအဲသူ့ကိုဒေါ်လာနေတဲ့အာအင်အားစုတွေကိုလွှတ်ချနေတဲ့ပုံစံမျိုးတွေဒီလိုပုံစံမျိုးနဲ့တမိုင်းလိန်နေတာတွေကအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျတော့ तू ခုနကလိုမျိုးပြောတဲ့ဟာတွေအကုန်လုံးကသူလုပ်နေတဲ့လုပ်ရက်တွေဖြစ်နေတယ် အပြီးတော့သူ့နိုင်ငံထဲမှာအစဒီဟာနဲ့ပတ်သက်လို့သူမစွမ်းဆောင်နိုင်မဲနဲ့မြန်မာနိုင်ငံကိုသွားပြီးတော့ဖားရနေတဲ့ဟာကလည်းတကယ်ကိုရည်စရာကောင်းလာပါတယ်ဗောနော်နောက်တစ်ခုကတော့ပဏိပခနဲ့ပတ်သက်လို့သူပြောသွားရရှိတယ်ပဏိပခကဒါဒါအားပေးထောက်ခံမှုတွေပြီးရင်ထောက်ပံ့မှုတွေကြောင့်မလို့ဖြစ်လာတာဗောနော်နိုင်ငံနှစ်နိုင်ငံအရဆိုရင်ဒီလောက်ကြီးစွားမှာမဟုတ်ဘူးဗောနော်ဒါပေမဲ့အဲ့နိုင်ငံတွေရဲ့နောက်မှာခြားနိုင်ငံတွေရှိလာလို့ပြောရမယ်ဆိုရင်အားပေးမှုတွေထောက်ပံ့မှုတွေရှိလာလို့ဒီလောက်ထိကြီးမားလာတာဖြစ်တယ်ဆိုပြီးတော့သူပြောသွားတယ်သူမစိုးကောင်းကောင်းနားလည်တယ်နော် ဒါမဲ့သူထပ်ပြောသွားတဲ့ဟာကကျတော့ဒါပဏိပကကြာရှည်အောင်လုပ်ပြီးတော့စစ်ပန်းအောင်လုပ်တာလားဆိုတဲ့ဇာတ်ရည်ပြီးရင်ပြဿနာဘာကြောင့်ဖြစ်တာလဲအဲဒါကိုညှိနှိုင်းပြီးတော့ဖြေရှားမှာပေါ့ဆိုတဲ့ဇာတ်ရည်သူအဲ့လိုပြောနေပေမဲ့ပေါ့နော်သူမတရားအာဏာသိမ်းပြီးတော့အုပ်ချုပ်နေတဲ့သူ့ရဲ့နိုင်ငံအတွင်းကပဏိပကကိုတော့မှသူပြေလည်အောင်မပြေရှင်းနိုင်ဘူး ပြေလည်အောင်ဖြည့်ရှင်းနိုင်ဖို့လည်းသူ့မှာဆွမ်းဆောင်ရည်မရှိဘူးအရေးချင်းမပြည့်ဝဘူးပေါ့နော်သူ့မှာအရေးချင်းမရှိဘူးအဲဒါပေမဲ့ तू ကသူများနိုင်ငံရဲ့အရေးမှာတွားပြီးတော့ तू ကအခုလိုမျိုးပြောဆိုနေတယ်ဆိုတာကလည်းတကယ်ကိုဟာသဇလန်တပုံနားထောင်နေရတယ်လို့ပဲပေါ့နော်အဲပြီးတော့ကျတော့ဒီလိုမျိုးဒါပင်းပကဖြစ်ပါပြီပေါ့နော်ဒါပါတော့အခုကျွန်တော်တော်လိုင်းတက်ဖွဲ့တွေနဲ့သူနဲ့အဲသူရဲ့စစ်တပ်နဲ့တိုက်ပွဲဝင်နေကြတဲ့အချိန်မှာအဲအနောက်ကပါဝင်လာတဲ့ AP ထောက်ခံမှုတွေအဲပြီးရင် AP ထောက်ပံ့မှုတွေရဲ့အကြောင်းသူပြောသွားတယ်အဲဒါကြောင့်မလို့ဒီ AP မှုတွေ အားပေးထောက်ခံမှုတွေမရှိဘူးဆိုရင်ဒါတွေလည်းမရှိဘူးဆိုပြီးတော့သူကယူဆထားတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးထောက်ပံ့နေတဲ့သူတွေထောက်ခံနေတဲ့သူတွေကိုလိုက်ပြီးတော့ဒုက္ခပေးနေသလားဥပမာပြည်သူပေါ့ဗျာဒေါ်လာရင်းကိုအားပေးနေတဲ့ဒေါ်လာပြည်သူတွေအဲပြီးရင်အဲထောက်ပံ့နေတဲ့သူတွေကိုအဲခုနလိုဒုက္ခလိုက်ပေးနေတာများလားဆိုပြီးတော့လည်းဒါကျွန်တော်တို့စဉ်းစားမိတယ်ဗောနော်တကယ်လည်းမြေပြင်မှာအဲ့လိုဖြစ်ရတဲ့ဖြစ်စဉ်တွေကပိုပြီးတော့များလာတယ်ခုနောက်ပိုင်းလေချောင်းတိုက်ခိုက်မှုတွေမှာဆိုရင်ဒေါ်လာရင်းတပ်ဖွဲ့တွေရှိပါတယ်ဆိုတဲ့နေရာတွေကိုတိုက်ခိုက်တာနေပြီးတော့ ပြည်သူတွေဒေသခံတွေရှိပါတယ်ဆိုတဲ့နေရာတွေပေါ့နော်အပြစ်မဲ့ပြည်သူတွေရဲသားနေရာတွေကိုပဲတိုက်ခိုက်တာတွေကပိုပြီးတော့များလာတာကိုတွေ့ရလိမ့်မယ်ဗျအဲ့တော့ကြတော့သူဖြစ်ချင်ဆုံးဟာတစ်ခုကိုလည်းသူထည့်ပြောသွားတယ်ပြဿနာဘာကြောင့်ဖြစ်တာလဲအဲ့ဒါကိုအရင်တည်ပြီးတော့ညှိနှိုင်းအဖြေရှာရမှာပေါ့ဆိုပြီးပြောသွားတယ်သူကိုယ်တိုင်လည်းခုနောက်ပိုင်းမှာတော်လိုင်းအင်အားစုတွေအပေါ်မှာအဲ့လိုမျိုးဒါလေတံပစ်တာမျိုးတွေလည်းအများကြီးရှိခဲ့တယ်ဒါပေမဲ့လည်းအဲ့လိုညှိနှိုင်းအဖြေရှာတဲ့အခါမှာတော်လိုင်းတပ်ဖွဲ့တွေလိုချင်တဲ့ဟာကိုပဲသူ့အနေနဲ့လိုက်ရော ပေးနိုင်မှသာလေပြည်လည်ဖို့ရှိနိုင်တယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ဒါဒွန်လိုင်းတက်ဖွဲ့တွေကတော့အဆုံးထိတိုက်ပွဲဝင်သွားကြဖို့ဆုံးဖြတ်ထားတဲ့ပုံမှာပဲပေါ့နော်နောက်တစ်ခုသူပြောသွားတဲ့ဟာလည်းရှိရပြအဲ့ဒါတော့တရုတ်ကိုတော်တော်လေးအမွန်တင်တယ်ပေါ့နော်အဲတရုတ်ကဒါလုံးဝအဲအင်းကြီးနိုင်ငံလည်းဖြစ်သလိုအခြားနိုင်ငံတွေနဲ့မတူတဲ့မဟာမိတ်ဆက်ဆံရေးတွေလည်းရှိတယ်အဲသူနဲ့ပို့ပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတဲ့ပုံစံမျိုးတွေသူအမွန်တင်သွားရတယ်အများကြီးတွေ့ရလိမ့်မယ်အဲနောက်တစ်ခုကနိုင်ငံရဲ့တိုးတက်မှုနဲ့ပတ်သက်လို့ပြောသွားတဲ့အပိုင်းတွေမှာလေမတ်တက်ရရင်ကြံခဲ့မှာပေါ့ပေါ့နော်အားလုံးကလမ်းလျှောက်နေကြတာ လမ်းလျှောက်နေတဲ့နိုင်ငံတွေကတော့ကျော်သွားလိမ့်မယ်ပေါ့နော်လူလိုပဲပြောရမယ်ရက်နေတဲ့သူကကြံခဲ့မယ်ရှောက်နေတဲ့သူကတော့ရှေ့ကိုရောက်သွားလိမ့်မယ်ပေါ့နော်အားလုံးကကြိုးစားနေကြတာဖြစ်တယ်ဆိုပြီးပြောသွားတာဒါကသဘောတရားအရကြည့်မယ်ဆိုရင်တော့တိတ်မှန်တဲ့စကားပေါ့နော်မင်းအွန်လိုင်းကအနောက်ကိုပါပြန်ရှောက်နေတဲ့လူမျိုးလို့ပြောရမယ်ကျွန်တော်နိုင်ငံကအခုဆိုရင်တိုးတက်ရမယ့်စားပေါ့နော်ရက်နေတာတော့မှတော်သေးတယ်အခုကနောက်ကိုပါပြန်ဆွဲချနေတဲ့လောက်ရမျိုးတွေကိုကြည့်ပဲမင်းအွန်လိုင်းကလုံနေတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဓိကအခုဆိုရင်အင်တာနက်သူများနိုင်ငံတွေမှာနေရာစုံဒေတာစုံ နေပဲဆုံးပါဗောနော်ဘယ်နေရာဘယ်ဒေတာပဲရောက်ရောက်ဒီဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေအဆင်ပြေနေတဲ့အချိန်မှာဒီမင်းအောင်လိုင်းလှုပ်ထားတဲ့မြန်မာနိုင်ငံမှာတော့အဲလုံးဝမြို့ကြီးပြည်ကြီးတွေတောင်မှပဲအင်တာနက်အဆုံးလင်းမသုံးရတာမျိုးကြီးရှိသလိုလျှက်စစ်မီနံပတ်သက်လို့လည်းဒါအရင်တုန်းကနေ့စဉ်လာတဲ့အနေထားကနေပြီးတော့အခုဆိုရင်တရရှားတခါပုံစံမျိုးတွေလှုပ်သလိုအဲ၄နာရီပေး၅နာရီရက်ဆိုတဲ့ပုံစံမျိုးတွေကဆလှုပ်လာတာမျိုးကြီးလည်းတွေ့ရလိမ့်မယ်ဗောနော် စာဝင်နေရင်းနဲ့ပတ်သက်လို့ဆိုရင်လည်းပြည်သူတွေနေစဉ်နဲ့အများအခက်ခဲဒုက္ခတွေအများကြီးကိုရင်ဆိုင်နေရတယ်ပြည်သူတွေကတိုးတက်ရမယ့်အစားပေါ့နော်ပြီးတော့နိုင်ငံတွင်းမှာရှိတဲ့လူငယ်တွေတဘောကအရင်းမြစ်တွေနိုင်ငံရဲ့အနာဂတ်တွေကအစပေါ့နော်ကိုယ်နိုင်ငံထဲမှာလှုပ်ရှားဖို့ခက်ခဲလာတဲ့အခါပြည်ပနိုင်ငံတွေကိုထွက်ပြီးတော့လောက်ကင်ဆောင်ရွက်နေကြရတယ်လေအားလုံးသိကြလိမ့်မယ်ပေါ့နော်အဲ့တော့ကျတော့ဒီအရင်းမြစ်တွေဆုံးရှုံးအောင်လုပ်နေတာကိုကြည့်ရင်ကိုပဲဒါမင်းအောင်လိုင်ကနိုင်ငံကိုဆွဲချနေတယ်ဆိုတာကိုအားလုံးသိလိမ့်မယ်ပေါ့နော်အဲ့တော့သူပြောတဲ့အပြောနဲ့လောက်ရက်နဲ့ကတော့ဒလွဲစီဖြစ်နေတယ်ဆိုတာကိုလည်းသိရပါလိမ့်မယ်ဗျ ဒါမင်းအောင်လိုင်းနဲ့ရုရှား MRTV နဲ့တွေ့တဲ့အချိန်မှာပြောတဲ့စကားတွေကတော့အများကြီးပေါ့နော်။ဒါခုနလိုစကားအထစ်ထင်းငေါငေါတွေလည်းရှိသလိုပေါ့နော်။မိနစ်အားဖြင့်ကြည့်မယ်ဆိုရင်လည်း25မိနစ်လောက်ကြာတယ်။အဲ့တော့အဲ့ထက်ကနေမှကျွန်တော်မြင်တဲ့ဟာတွေကိုအခုလိုမျိုးပြောပြပေးရဖြစ်ပါတယ်။အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒါတို့အသုံးချပြီးတော့တို့ကမှန်နေဆိုတဲ့ပုံစံမျိုးကိုဒါမင်းအောင်လိုင်းကိုတို့ကပြောခိုင်းတာနဲ့အတူတူပဲဒါရုရှားကပေါ့နော်။အဲဒီမင်းအောင်လိုင်းကိုအသုံးချမယ် မြောင်းလိုင်းကိုအဲ့လိုအသုံးချဖို့အတွက်ကိုလည်းရှေ့မှာတူတူတန်တန်သူ့ကိုဆက်ဆံပေးထားတယ်အဲ့ဒါဘာလဲဆိုတော့ခုနလို280ပြည့်ဒါရင်းမြစ်နီခန်းသားလိုနေရာမျိုးကိုသူ့ကိုတူတူတန်ဖိတ်တယ်သူ့မိမကစပထမဆုံး first lady ဆိုတဲ့ပုံစံမျိုးနဲ့အဖိတ်ပြီးတော့အဲသူ့ကိုအတိမတ်ပြူတာတွေလှုပ်ပေးတဲ့အခါဒီကောင်ကအကောင့်ကြီးပဲပြောတော့တယ်ဗောနော်အဲဒါကြောင့်မလို့လေအဲသူ့ရဲ့ပထွေးပတ်သက်လို့ဗောနော်ဒီရုရှားနဲ့ပတ်သက်လို့ အခြားနိုင်ငံတွေကပဲရုရှားနိုင်ငံကိုဖိနှိပ်နေတာပါနိုင်ကျင့်နေတာပါဆိုတဲ့စကားတွေကိုတွင်တွင်ပြောသွားတယ်ရုရှားနိုင်ငံလုံရက်တွေမှန်ကန်တယ်ဆိုတဲ့အကြောင်းကိုပဲသူပြောသွားတယ်ပေါ့နော်အဲ့တော့ကျတော့တမိုင်းကြောင်းနဲ့ပတ်သက်လို့လည်းဒေချာမသိဘူးဆိုတဲ့ဟာကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဆိုပြီးပြည်တော်စုကြီးပြိုကွဲသွားတဲ့အချိန်မှာဒါနျူကလ িয়ার ပိုင်ဆိုင်မှုရကြည့်မယ်ဆိုရင်ရုရှားနဲ့ယူကရိန်းပေါ့နော် အဲ့တုန်းကဒါရုရှားပြီးရင်ယူကရိန်းကဒုတိယနျူကလ িয়ার ပိုင်ဆိုင်မှုအများဆုံးနိုင်ငံတစ်ခုဖြစ်တယ်ပေါ့နော်။အဲအကြောင်းမလို့ပဲရုရှားကဒါခရိုင်းမီးယားကိစ္စတွေကိုဒါဖော်ဖော်ပြီးတော့ပေါ့နော်။ဒါယူကရိန်းစီကနေပြီးတော့နျူကလ িয়ার တွေကိုစွန့်ပစ်ဖို့စွန့်လွတ်ဖို့ဆိုတဲ့ပုံစံမျိုးနဲ့ဖိအားပေးတာမျိုးတွေလုပ်ခဲ့တယ်။အဲ့တုန်းကဒါအခြားနိုင်ငံတွေကအစဒါယူကရိန်းကိုဒါနျူကလ িয়ার စွန့်လွတ်ဖို့အတွက်ကိုဝိုင်းပြီးဖိအားပေးတဲ့အခါအဲယူကရိန်းကနျူကလ িয়ার စွန့်လွတ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်။ အဲ့လိုဖြစ်သွားပြီးနောက်ပိုင်းမှာရုရှားကအသေးမဲ့ကျုံးတာမျိုးတွေဒါမြင်တွေ့ရလိမ့်မယ်ပေါ့နော်အဲတမိုင်းနဲ့ပတ်သက်လို့မင်းအွန်လိုင်းကဒီဟာတွေနဲ့ပတ်သက်လို့ तू တီကောင်းလဲတိမယ်တိကျင်လဲတိမယ်ဒါပေမဲ့သူအနေနဲ့ဒါကိုပြောဖို့မသင့်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ရှေ့မှာသူဒီနိုင်ငံကနေပြီးအကူအညီတွေအများကြီးယူထားတယ်ဒီနိုင်ငံကသူ့ကိုအတုံးချဖို့အတွက်တတ်တတ်လုပ်နေတယ်ဆိုတဲ့ဟာတွေကြောင့်မလို့သူကအကောင့်နေပဲပြောခဲ့ရတဲ့ပုံစံမျိုးဖြစ်သွားတယ် ဲ့တော့ तू အတော့မကြပါဘူးဆိုတဲ့ဟာကိုထပ်ပြီးတော့ပြတဲ့အင်တာဗျူးတစ်ခုလို့ပဲဒါကျွန်တော်တော့မြင်နေပါတော့เนาะအဲ့တော့ဒီအင်တာဗျူးနဲ့ကြည့်မယ်ဆိုရင်အချုပ်အနေနဲ့ပြောမယ်ဆိုရင်မြောင်းလိုင်းကသူ့ကိုသူအတော့မကြတဲ့ခေါင်းဆောင်တယောက်ပါဆိုတဲ့ဟာကိုထပ်ပြလိုက်တာလည်းဖြစ်တယ်ပေါ့နော်အဲ့ပြီးတော့ဒါသူနဲ့အခုလိုမျိုးကောင်းကောင်းမွန်မွန်ဆက်ဆံနေရတဲ့ဆက်ဆံရေးတစ်ကောင်တစ်ခုကိုပျက်စီးသွားမှာဆိုတဲ့အတွက်ကြောက်ရွံ့တဲ့အတွက်ဒီပထွေးကိုသွားပြီးတော့ဖားရတဲ့အင်တာဗျူးတစ်ခုလို့ပဲကျွန်တော်အနေနဲ့ထင်မြင်ယူဆပါရဗျအလုံးပဲကျေးဇူးတင်ပါတယ်